ဇင်ရော်တွေကိုအိမ်ဝင်းခေါ်ပြီးပုံစံပေးကြတဲ့ပွဲကအဓိကထားပြောစရာအချက်၃ချက်အားလုံးမင်္ဂလာပါဗျာမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့အိမ်ဝင်းဖြစ်တဲ့ Old Trafford မှာ Brighton အသင်းကိုအခန့်ရှင်မြန်ကစားခဲ့ပြီးတော့လေကိုနှစ်ခုနဲ့အနိုင်ရရှိသွားခဲ့ပါတယ်ညတဲ့အတွက်ကတော့ဒီနိုင်ပွဲကအများကြီးအပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်ညတဲ့ဟာ Emery ရဲ့လက်ထက်ပထမဆုံးကျင်ဖြစ် Premier League ၃ပွဲစတိုက်နိုင်ပွဲရရှိသွားခဲ့တာပါရတဲ့အတွက်ကတော့နိုင်ကိုရီကိုအန်ဘူမိုက2ဂိုး၊ကွန်ညာ2ဂိုးနဲ့ကက်စမဲရိုက2ဂိုးသွင်းယူပေးသွားခဲ့တာပါ ဒီဘွဲမှာပြောစရာအချက်တွေလည်းများများဆားဆားရှိနေခဲ့ပါတယ်ပထမဆုံးအနေနဲ့အန်ဘူမိုးရဲ့အကြောင်းကိုပြောချင်ပါတယ်အန်ဘူမိုးကိုခေါ်ယူတော့ငါ United ပြည်သက်တချို့ကကြိုက်ချင်မှကြိုက်ခဲ့ကြပါလိမ့်မယ် United မှာကစားမဲ့ခြေစွမ်းမျိုးရှိလို့လားဆိုပြီးတန်တရားတွေရှိထားခဲ့ကြတာပါအန်ဘူမိုးကတော့ထိရောက်တဲ့ကစားအနေနဲ့အတူအသင်းအတွက်အထူးခြေစွမ်းပြနေတာပါအမ်ဘူမိုကဒီယာဒီပရီးမီးယားလိမှာလေးဂိုးသွင်းတဲ့ဂိုးဖန်တီးပေးထားနိုင်ပြီးတော့ဝေဖန်သူတွေကိုညင်သက်စေခဲ့ပါတယ်။နောက်တစ်ချက်ကတော့ United ကစားမပွားပထမဆုံးသင်ကိုရရှိသွားခဲ့တဲ့ကွန်ညာအကြောင်းဖြစ်ပါတယ်။ ကိုညာတက်ကတော့ဒီကိုကအတော်လေးကိုထိုက်တန်ခဲ့ပါတယ်။ရှေပွဲဒီမှာခြေစွမ်းပြပြီးမြေကိုကန်ခင်းနေခဲ့တာပါ။အတင်းအတွက်ကိုစားသွင်းနိုင်ခဲ့လို့ကိုညာအနေနဲ့ယုံကြည်မှုတွေပိုတိုးလာမှာပါ။နောက်ထပ်ချက်ကတော့အယံကနေဒူစားလဲဝင်ရောက်လာခဲ့တဲ့ကစားမတွေအကြောင်းဖြစ်ပါတယ်။အမရင်ကအယံမှာထားတာကိုလည်းအပြည့်စုံလို့မရပြန်ပါဘူး။ဒေါ်ကူ၊ဇက်စီ၊ဦးကာတီတို့ရဲ့ခြေစွမ်းတွေကအတော်လေးစိုးပါတယ်။ပထမခြေပါကိုကဒေါ်ကူကြောင့်ပြေးခဲ့ရတယ်လို့ဒုတိယခြေပါကိုကဇက်စီရဲ့လူကအားနေတာကနေပြေးလိုက်ရတာပါ။ယံကစားမတွေအယံပါလို့ဖြစ်နေခဲ့တဲ့ အရန်ဘာလို့ဖြစ်နေခဲ့လဲဆိုတော့အကြောင်းရင်းကိုမြင်တွေ့ကြရတဲ့ပွဲပဲဖြစ်ပါတယ်။ဒီနေ့ရတင်ဆက်မကတော့ဒီလောက်ပါပဲ။နောက်ဆုံးရအကစားသတင်းတွေအပြောင်းအရွှေ့တွေနေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ဤကုန်းချုပ်ပါတယ်ခင်ဗျာ။